မြမပြက်ကြရင်ကိုစတင်တွေ့ထင်သူပုပ်ပါစောရဟန်းမေကဘာပေါ်မှာဂရီဂိုရီယန်ပြက်ကြရင်ကိုအများစုကအသုံးပြုနေကြပါပဲကျမတို့မြန်မာတွေကတော့ကိုယ့်ရဲ့ရိုးရာပြက်ကြရင်ကိုဒီကနေ့ထိတန်မိုးထားသုံးဆွဲနေသေးပါပဲဒီလိုထူးခြားတဲ့မြမပြက်ကြရင်ဘယ်ကနေစသလဲဆိုတာသိချင်နေဆိုရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီရဖြစ်ပျက်တွေစီကိုပြန်သွားကြည့်ရမှာပေါ့နော်မြမပြက်ကလေးရဲ့အစဟာသူရိယသိတ်တန်ဓာလို့ခေါ်တဲ့အိန္ဒိယနိုင်ငံပညာကျမ်းကနေစမ်းသပ်လာတယ်လို့ပညာရှင်တွေကဆိုပါတယ် ဒီကြံကိုခရင်နဲ့628ခုနဲ့ကပညာရှင်ကြီးတပါးကရေးသားခဲ့တာလို့လည်းမှတ်တမ်းရှိတာပေါ့ဒီကြံကနေအခြေခံခဲ့တဲ့ပြက်ကလေးကိုပဲမြမာရီဆက်လက်အသုံးပြုခဲ့ကြပါရယ်ဒါပေမဲ့မြမာပြက်ကလေးမှာကောစာတက်ကလေးနဲ့သာသနာနှဲဆိုပြီးတော့နှမျိုးကွဲပြားနေတာကိုတွေ့ရပါမယ်ဒါကတော့မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးရနောက်ပထမသင်္ဃာယနာတင်တဲ့နေ့ကိုသာသနာနှဲတဲလို့သတ်မှတ်ခဲ့ရတာကနေစတာပါ သာသနာတက္ကရာ624ခုနှစ်ကိုရောက်တဲ့အခါနှစ်ရှည်တက္ကရာဖြိုကိန်းနဲ့ကြုံခဲ့ရလို့အဲဒီကနေ622ကိုဖြိုလိုက်ပြီးကြံတဲ့နှစ်အကျွင်းနှစ်ကိုသုံးထားခဲ့တာဖြစ်ပါတယ်။အဲဒီလိုမျိုးနှစ်ကိုသုံးထားခဲ့တာကြောင့်ကောစာတက္ကရင်းနဲ့သာသနာနှစ်ဆိုပြီးတော့နှစ်မျိုးဖြစ်လာခဲ့ရတာပါ။မြမရီရဲ့လက်ရှိရိုးရာပြက်ကရင်ကိုတီထွင်ခဲ့တဲ့သူဟာပကံမင်းဆက်ရဲ့အဆက်20မြောက်မင်းဖြစ်တဲ့ပုပ်ပါစောရဟန်းမင်းပဲဖြစ်ပါတယ်။ သူဟာအသက်66နှစ်မှာမှနန်းတက်ခဲလို့သမိုင်းမှာအသက်အကြီးဆုံးနဲ့ထိနှံရရှိခဲ့တဲ့မင်းချင်းနဲ့စံချိန်တင်ခဲ့တာပေါ့ဒီမေဟာမင်းမျိုးမင်းရွယ်မဟုတ်ပေမဲ့ဘေးရင်နှက်ခဲပညာမှာအလွန်ကျွမ်းကျင်လိမ္မာတဲ့ပညာရှင်တဦးဖြစ်ပါရည်သူရဲ့လက်ထက်မှာတက္ကရာအမျိုးမျိုး꽌ပြားနေရာတွေကိုတွေးတော့ပညာရှင်တွေကိုခေါ်ယူပြီးညှိနှိုင်းခဲ့တော့တာပေါ့တကြံကြတဲ့ချိန်အတာတက်တဲ့ချိန်ဝါဆိုလာပြင်းနဲ့ဝါထက်ရက်တွေကိုအခြေခံတွက်ချက်ပြီးတက္ကရာ960ကိုဖြိုကအကျွမ်းနဲ့နဲ့ထားပြီးတက္ကရာအစ်စ်ကိုစတင်ခဲ့တာဖြစ်ပါရည် ဒေတကိအသက်ကိုအခြေခံပြီးတော့ပြုစုထားတဲ့မြမပြက်ကရင်ကိုမြမနိုင်ငံအဝမ်းမှာအသုံးပြုစေခဲ့တာပါဒီပြက်ကရင်ကိုပဲကျမတို့ဟာဒီကနေ့ထိတုံးဆွဲနေကြတာဖြစ်ပါတယ်မြမရိယာအချိန်ကိုသတ်မှတ်တဲ့နေရာမှာလေးထိုးကြတဲ့နီလန်းတွေရှိလို့နေတာပေါ့လော်ဂီကိစ္စတွေအတွက်နေ့တနေ့ကိုညတကောင်ကနေနောက်တညတကောင်ထိသတ်မှတ်ကြပေမဲ့လို့လော်ဂုတ်ဒရာကိစ္စတွေအထူးသဖြင့်ရဟန်းသံဃာတွေနဲ့ဥပုပ်တွေတွေအတွက်ကတော့မနက်အာယုံတက်ချိန်ကနေနောက်နေ့အာယုံတက်ချိန်ထိကိုတရက်ဖြစ်နေသတ်မှတ်ကြတာပါ ။ဒါကြောင့်ယဟန်တော်တွေနဲ့ဥပုပ်တွေရိယာမောလွဲပိုင်းမှာအစာရေစာမစားသုံးကြတာဖြစ်ပါတယ်။ဒါအပြင် ရှင်းမြမာမင်းတွေကရေနာရီကိုအသုံးပြုခဲ့ကြပါသေးတယ်။ရရနာစီချေထားတဲ့အင်ုံလေးကိုကြေးဖလားထည့်ပြီးရေနစ်တဲ့ချိန်ကိုအချိန်တနာရီဖြစ်နေတတ်မှတ်ခဲ့ကြတာပါ။ဖလားတစ်ခါနဲ့မြုံရင်ငွေမောင်းတီးပြီးတမောင်းလို့ခေါ်ခဲ့ကြတာဖြစ်ပါရည်။ဒီတမောင်းဟာဆိုရင်တော့7နာရီနဲ့တွက်မယ်ဆိုရင်24မိနစ်ရှိပါရည်။ပုပ်ပါဆိုရင်ဟမဲလက်ထက်မှာပကံပြီးအလွန်စီပင်သားရအေးချမ်းခဲ့တယ်လို့လဲသမိုင်းထောက်ထားတွေက ဆိုထားပါရည်။ ဒီပြက်ကရင်ဟာဆွေနော်မြမလူနေမှုဘဝနဲ့ယဉ်ကျေးမှုဓလေ့တွေကိုခေဆန်းဆန်းထိန်းသိမ်းပေးခဲ့တဲ့အဓိကတော့ချက်လေးပဲဖြစ်ပါတယ်။နေရလရသည်ပွဲတော်တွေကိုပြက်ကရင်ပေါ်မူတည်ပြီးတော့အစင်လာမပြတ်ဆင်းရဲခဲ့ကြတာဖြစ်ပါတယ်။ရှေးခေပညာရှင်ကြီးတွေရဲ့ဉာဏ်ပညာနဲ့အမှုပညာပေါင်းစပ်ထားတဲ့ဒီပြက်ကရင်ဟာဆိုရင်တော့မြမတို့ရဲ့ထူးခြားတဲ့အမွေနဲ့တည့်ရဖဲဖြစ်ပါတယ်။နရကရဲ့ Shuffle Channel မှာပြန်လည်ဆုံတွေ့ကြပါတယ်။ဒီကနေ့တော့ဒီလောက်နဲ့နှုတ်ဆက်ခွင့်ပြုပါ။ Subscribe Like and Share ခေါင်းလောင်းလေးနှိပ်ပြီးအားပေးသွားကြပါအောင်ရှင်။